တရားရံကြီးကဝဇိဖြေတာထိတန်းရှာပါတယ်တို့များအဲ့ဒီတရားလေးကိုဘုရင်တရားမဟုတ်မြင်မှာဘုရင်တို့တင်ငန်းကြောင်းချမ်းချမ်းအေးရိတ်တာပေါ့လေမောကဝိပဒနာရိတ်တာကလာစဉ်ထုတ်တဲ့ပါဏာသွေးမဂ္ဂဇင်းမှာဘုရင်မတ္တဖူတာ မဖြစ်စေခြင်းမှာဆိုတဲ့အမြင်နဲ့ဆောင်းပါးတဲ့ပုံလည်းအဲ့ဒီမှာကစင်မှာပါပြီးပါပြီ။ဒီမှာဦးဇင်းအဲ့ဒီဆောင်းပါးလေးကိုအချင်းချုပ်ပြီးတော့ဒကာဓမ္မတို့ကိုကျေးဇူးပြုပါမယ်။အဲ့တော့ဒီတရားဟာဘလောက်ထိအရေးကြီးတည်တင်တယ်လဲဆိုတာကိုဦးဇင်းကမြောင်လေးပင်ကဆရာတော်တော်ဘာရဲ့ဩဝါဒနဲ့စပါရစေ။တခါတော့ကြည်ပြီးသားအောင်ဒကာဓမ္မတို့လည်းကြားလိုက်ပါမယ်။ယန္နာကြွတယ်ဆိုပြီးတော့ဟုတ်လား။ ုခိတရမကြောင်းပါလေသွားလိုက်ကြသေးလားအေးအဲ့တော့ဦးစင်းရဲ့ကြောင်းတကလည်းဦးစင်းကိုသွားခိုင်းတယ်သူကလည်းကိုကိုရယ်ပေါ့ဆရာတော်လေးကတကယ်ကိုဆရာတော်စစ်ပါပဲယန္နာဟုတ်မဟုတ်ကတော့ပြည်သားမြတ်ကြီးယန္နာချင်းမသိကြဟုတ်လားဦးစင်းတော်ကတော့မာတို့ပုသူရှင်များအနေနဲ့ဘယ်လိုမှမသိနိုင်ပါဘူးအဲ့တော့ဦးစင်းတော်ကသွားစစ်ကပ်ပါတယ်ကိုယ်တည်းလည်းကြီးတာဟုတ်သူကအသက်40ကျော်ဦးစင်းတော်ကအခုမှ30ကျော်ကျော်ရှိသေးတယ်သွားစစ်ကပ်တော့ ကိုရင်ရည်တဲ့ဆောင်းမပါတယ်သာသနာ့ရှင်မကစင်းရလှူတော့သူလည်းပဲဝါမြဝါနာဓာတုခေါ်ပါတယ်။သူကသီလအကြောင်းအမြဲတမ်းဆရာတော်ခေါ်ပါတယ်။သူရှိတကားတော်မှအလှူလိုက်ရင်ကောင်းတယ်ဒီနေ့တော့သူကသီလကိုအရင်ယူခိုင်းတယ်ဘယ်သူပဲလာလာပြီးမှလှူခိုင်းတယ်။တိတ်ကောင်းပါ။အဲ့မှာသူပြောတဲ့တကားလေးတော်ကိုတော့ကြိုက်တယ်။ပြီးတော့တကားတော်မှတွေကလည်းဒီတရားဟောဖို့သူ့ပေးတဲ့ဩဝါဒကနေဥစဉ်ကိုတောင်းမတီးပြလိုက်တဲ့သဘောပဲ။သူကပြောတယ်ဥစဉ်တို့ပါဝင်ပြည့်တတ်တယ်။တကားတော်မှတို့တဲ့ဝစီကံကိုထိမ့်သိမ့်ကြနော်။ နိုင်ငံခြားကဘာသာကြတွေတည်တဲ့အပေလေးပုံကြတယ်ဒါမှမဟုတ်သူတို့ကတလေဆန်ပုံလောက်စိတ်ဓာပုံလောက်အတူတကယ်ပုံလောက်ပဲကြတယ်ငဲကြတဲ့ပုဂ္ဂိုလ်နေတယ်ဆရာတော်စကားလေးနော်တို့မြန်မာနိုင်ငံကဗုဒ္ဓဘာသာဝင်တွေတည်ရင်တော့များသောအားဖြင့်ငဲရည်ထီကြတယ်ဒီလိုပြောအဲ့တော့ဘေးကမြတ်ကြီးဒီစကားလေးကိုဖြတ်ပြီးနားထောင်မယ်ဆိုရင်တော့ဘုန်းကြီးကိုစိတ်ဆိုးစရာရောလားနားလဲနားစရာကြီးပေါ့ ်ဘယ်နဲ့တို့ဘုရားဘာသာတွေကျမှငရေတိကြမယ်လို့ဆရာတော်လည်းသိတယ်ရှင်းပြအဲ့ဒါလည်းဃာရမတို့ရဲ့မနာကြနဲ့တဲ့သဘောတရားကိုရှင်းပြမယ်နိုင်ငံခြားဘာသာခြားနိုင်ငံတွေမှာတိုင်းပြည်တွေမှာအရိယာပုဂ္ဂိုလ်မရှိဘူးဟောလာပြီနော်တို့မြန်မာနိုင်ငံမှာအရိယာတွေအများကြီးရှိတယ်ယန္တဲမှာလည်းရှိတယ်လူထဲမှာလည်းရှိတယ် အဲ့တော့နိုင်ငံခြားတန်းပြည်ကဘာသာခြားတွေကအရိယာပုဂ္ဂိုလ်မရှိတဲ့အတွက်အရိယာကိုမစော်ကားမိတော့ဘူးဟောတို့မြန်မာနိုင်ငံမှာတော့အရိယာပုဂ္ဂိုလ်တွေဟာလူလောကယံလောကရှိနေတော့အဲ့ဒါတွေကိုအရိယာမှမတည်ပါနဲ့စော်ကားမိအဲ့ဒါအရိယကွာရကံထိုက်ကြရောအဲ့ဒီကံကြီးထိုက်လို့ချင်းဒီကံကိုလည်းကြည်ပြအောင်မရှိပြဘူးဆိုရင်ဘလောက်တရားအားလို့တရားမရဘူးအဝူစင်ငယ်သွားတာပဲဒါကြောင့်တဘောရပါတာပုဂ္ဂိုလ်ကြီး အရိယာပုဂ္ဂိုလ်တွေစောကမိတယ်လို့မရကြတယ်လို့ငါကပြောတာလို့ရှင်းပြပြပြည်တာမှန်တယ်လက်ခံတယ်။ဟုတ်လဲဟုတ်လဲဥဒ္ဓမြန်မာနိုင်ငံမှာအရိယာတွေအများကြီးရှိတယ်။အဲ့တော့ကိုကအရိယာမှမသိတော့နှုတ်နဲ့ဟုတ်လားဝစီကံကိုနဲ့ကာယကံစောကမိပြည်တယ်များတွားရောအရိယာမှလည်းမသိကိုကနှုတ်ကမထိန်ဘူးလေ။အဲ့တော့အဲ့ဒီအဓိပ္ပာယကအရိယာကိုစောကားမိလို့ရှိရင်မလိုရတယ်လေအဲ့ဒီအရိယာပုဂ္ဂိုလ်ရှစ်ခိုးတောင်းမှပျောက်တယ်မတောင်းမှရောပျောက်ပျောက် ဒါကြောင့်ဦးဇင်းတို့ခုမန္တလေးကြောင်းမှာဦးဇင်းဒါဦးညံ့နေဆိုရင်ဒါဦးဇင်းညံ့နေ3နာရီတရားဟော4နာရီဆိုတရားပွဲပြီးပါတယ်ဥပ္ပုန်နေတိုင်းရှိပါတယ်ညချင်းတဲ့ပုဂ္ဂိုလ်များ။နောက်ဦးဇင်း4နာရီကနေ5နာရီကိုတရားထိုင်ခိုင်းတယ်။ထိုင်ခိုင်းနေမှာဦးဇင်းကအဲ့ဒီအရိယဘွာရကံကိုရှေ့ကံပြေအောင်ဆိုပြီးတော့ဒါဦးဇင်းတောင်းမှခိုင်းပါတယ်။ဒါတရားထိုင်နေထိုင်နေ။ဘာလို့လဲဆိုတော့အရိယဘွာမသိဘူး။စောကားမိထားမှစောကားမိထားပြီးတော့မတောင်းမှရင်အဲ့ဒါတရားလည်းမရတော့။ငရဲလေကြတယ်ပေါ့နော်။အဲ့တော့ဒီနေ့ဦးဇင်းပြောချင်တာက မြာသာဝသမတကာဓမ္မတို့ဝစီကံကိုထိတဲ့နဲ့ပုဂ္ဂိုလ်ရှားတယ်သူသူပုဂ္ဂိုလ်အဲ့တော့ပါဇက်ကဖြစ်တဲ့အာဟုသို့၄မျိုးရှိတယ်ပြည်တယ်ပေတာမှန်နော်မှုသာဝါဒပြည်တယ်မြန်လိန်ပြောရင်လည်းအာဟုတို့မဖြစ်ဘူးလားဖြစ်တယ်ဤဒုနာဝါစာတရားနဲ့ရမတည့်အောင်ဘုံတိုင်ရောအာဟုတို့မဖြစ်ဘူးလားခရုတာဝါစာတချို့ပုဂ္ဂိုလ်ပြည်တယ်မှာတိတ်ပြီးတော့စကားပြောကျမ်းတာပဲကျမ်းတဲ့စကားသူမြောက်စိတ်ဆင်းအောင်ပြောတဲ့စကားတွေပါဟုတ်လား ဒါတော့အဲ့ဒါလည်းအာဟုတုပဲတို့တော့အာဟုတုမှမသိကြဘူးနော်တန်ပတ်ပလာပါဒါအဖြစ်များဆုံးပဲလောကီလောကုတ္တရာကောင်းကျိုးတစ်ခုမှမရတဲ့ဇာတာကိုအယိမရအဖက်မရပြုံးမိတတ်ကြတယ်ပြေတာအဲ့ဒါလည်းအာဟုတုပဲအဲ့ဒါဟာနှုတ်ကဖြစ်တဲ့အာဟုတု၄မျိုးပဲအဲ့ဒီ၄မျိုးဇာတာဝဇ္ဇနတို့ကအထူးရှောင်ကျင်ရမယ်အဲ့တော့အဲ့ဒီ၄မျိုးကိုပြေတာများကြီးဝစီကံကိုမရှောင်ကျင်ဘူးဆိုရင်လေပြေတာများကြီးအရိယာပုဂ္ဂိုလ်ချင်းတို့ပြေတာများပြန်ပြီးတော့ အဲ့ဒီဝါဒကထိုက်တာကိုတွေ့ရတယ်။ဦးဇင်းတို့ဒီဟိုကျောင်းမှာတခါတော့ဗိဒံမြတ်ကြီးအသက်ခရီး60လောက်မတည်ဒီဘာကအိနေကနောင်းနဲ့ယာကူဆွမ်းပေါ့ဆံပြုတ်ပေါ့ဗိဒံမြတ်တပိတ်နဲ့ယာအဲ့တော့ဘယ်ဒီမတည်ကြီးကစွန်းစားကြောက်ရောက်မစောင်းမင်းတဲ့လမ်းဘေးကတိတုံးပေါ်မှာထိုင်ပြီးတော့တောက်လိုက်တယ်။အဲ့ဒီချိန်မှာအသက်ခက်နေတဲ့ယဟန်တဘာကဟောဗိဒံကကျင်းတော်ဝစီကံပုဒ္ဒဝါစာလာပြီ။ သွားပြီးတော့ကဲ့ရဲ့ဟာဒီမထေကြီးကယန်းတစ်ပါးလုံနေပြီးတော့အရှက်မရှိပြားလမ်းဘေးမှာထိုင်ပြီးတော့စံပြုတ်တော့ရတယ်လို့ဟောပြေးတယ်ဟဲ့လားကဲ့ရဲ့လားရလားကဲ့ရဲ့တာနဲ့သုံးမတာမတူဘူးနော်သုံးမတာကောင်းစေချင်လို့မေတ္တာစေတနာအရင်ခံတာကဲ့ရဲ့တာကဒေါသနဲ့အပြစ်တင်အဲ့ဒါကိုယ်အောင်လားဒါခုကကဲ့ရဲ့လိုက်အဲ့တော့မထေကြီးကစံပြုတ်လဲတောက်ပြီးတော့ယဟန်းကြီးဆိုတော့ပြေးတယ်မယ်ဦးဇင်းတို့ဒီမဉ္ဇဉ်ပုညံကြီးပြောကောင်းပါလား ဒကာတော်မတွေတောင်ပြောပါအဲ့တော့ယန္တကြီးကငါရှင်ဒါဦးဇင်းတို့ငယ်တဲ့ပုဂ္ဂိုလ်ကြီးတဲ့ပုဂ္ဂိုလ်ငါရှင်လို့ခေါ်ပါတယ်ကြီးတဲ့ပုဂ္ဂိုလ်ငယ်တဲ့ပုဂ္ဂိုလ်ငယ်တဲ့ပုဂ္ဂိုလ်ကြကြီးတဲ့ပုဂ္ဂိုလ်အရှင်ဖျားလို့သုံးရတယ်ငါရှင်နဲ့တင်းဗေမဲ့ဆင်ရောက်ပါလေဒီပြီးတော့သောတာပန်တည်ပြီးပါပြီဟောပြည်ကြီးစံသောသောမထေရပြည်တော့ဗာတည်ပြီးတော့သောတာပန်တည်ပြီးကဲတယ်မသိလေရပြည်ကဆိုလိုတာဝစီကံဟာမထိတ်သိမ့်ဘူးဆိုရင်သောတော်မှာဖြစ်တဲ့ဒီနှိမ့်ဆက်တော့ အဲ့တော့မထေရီကစိုက်ကြည့်ပြီးတော့ကရုဏာမြတ်ဝန်နဲ့ကြီးပါတယ်တနာတဲ့မြတ်ဝန်လေးနဲ့ပြင်လာသူကထုတ်အောင်ပြောဒီပုဂ္ဂိုလ်လေးတရားမတက်တော့အဲဆိုရှင်ဘုရားတရားဆက်မလုပ်နဲ့တော့အရှင်ဘုရားဟာယဟန္တာကိုစော်ကားမိသွားပြီဟောပြည်သူများဒါယဟန်ကြီးမထုတ်ပြောတာဆိုလိုတာကဒီပြည်တော်ယဟန္တာတဲ့အရှင်မြတ်တပည့်တော်စော်ကားလိုက်ပြီးပြောတာအဲ့ဒါပြင်လာဒီရချင်းကတော့တိတယ်မှာခါတယ်ပြပါတယ်လေမထေရီကသွေးလေးပေးကြပါတယ်ပြည်သူများအဲ့ဒီ ရှင်ဘောဘောကိုအဲ့ဒီမထေရဲ့ရှင်ဘောကနှစ်ဖူးတင်ပြီးရှင်ဖူးတောင်းမှာပါတယ်တပည့်တော်ပြောမဆုံးမှာခွင့်လွတ်ပါဗျာတပည့်တော်အဲ့လိုတောင်းမှာမှာကြေပြောက်တယ်နော်ဆိုလိုတာကပြည်တယ်နော်ဝစီကံဟာမထင်သိမှုဆိုရင်အရိယာဖြစ်တယ်ပြည့်စက်တတ်ပါတယ်နော်ဒါကြောင့်ထင်သိကြရမယ်ဝစီကံအာကုတုကိုအဲ့လိုမထင်သိတဲ့အတွက်ကြောင့်ပြည်တယ်များကြီးအဝိဇ္ဇငယ်ပါနှစ်ပေါင်းများစွာခံပြီးတော့ဟုတ်လားဘုဇ္ဇတော်ဒီလူဖြစ်တဲ့အခါမှာလည်းပဲတော်တော်ကိုရင်နာစရာကောင်းတဲ့သုတ်ပဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်တရားကိုပြောပြပါမယ် ဒီခုဦးဇင်းဟောမှာသုဘဗုဒ္ဓကဗေဒံမြတ်မြတ်စွာဘုရားရဲ့ရောက်ခမသုဘဗုဒ္ဓမဟုတ်တာတယောက်သုဘဗုဒ္ဓချင်းတူတယ်နော်အဲ့တော့အာရိမစခင်ဦးဇင်းကဒကာဓမ္မတို့အရေးကြီးမြတ်စွာဘုရားမှာတဲ့အချက်ကလေးမှာပါရစေဘုရားကမှာတဲ့ဗေဒံများမာဝမေနိတာပပတနာမန္တံအာသမိတ္တိဥဒ္ဒဘိညုနိဗ္ဗာနေနာဥဒ္ဒဂုံဘောပိပုရတိ ပူရတိပါလောပပတ္တထောကံထောကံပေအာစိနံဘေကဝေငါယေจิตာချင်းမိများတို့ပပတ္တမကောင်းဝါဟုတုကံကို ထောကံဤငြိမ်းများသောပပတ္တမကောင်းမူအဟုတုကံသည်နာအာဂမိတတိမကောင်းကျိုးပေးလိမ့်မည်မဟုတ်၍မာဝမင်းကြီးထမောင်းမေယံဟောရာဘိနုနိပါတိနာ မိုးရီတပေါက်တပေါက်ကြာကံမြဖြင့်ဥဒ္ဓကုံဘောပင်ယောယီသည်လည်းပဲပုရတိယထာတောင်းနိုင် သုံးနိုင်အောင်မြည်လင်းနေတကဲ့သို့ဧဝံတထာပမထာမူထို့သူသာလည်းယင်ဘာလောမိုင်းမဲပြီးတော့အတွေးကုန်မရှိတဲ့လူမကြီးသည်ထောက်ကံတော်ကံမီယနည်းငယ်မြအနည်းငယ်များသောအာဟုတို့ကို အာစီနံစီဘဝတိရှိတော် ပူရတိငရေဘေဘုံတိရိခာပြည့်လျင်လေဣတိလောဘဂဝါဘုံတော်၆ပါးတင်ပြခြင်းကိုတော်မြတ်ကြီးသည်အဟောသံကရုဏာရှိတာမိတ္တာဖြင့်ဟောကြားတော်မူခဲ့ပါပေတတိအဲ့ဒီဂါထာလေးတွေပဲကစေတစေတမိအများဆုံး မကောင်းမှုအကုသိုလ်ကံကိုနည်းနည်းလေးပဲမကောင်းကျိုးပေးမှာမဟုတ်ပါဘူးရဲ့လို့မထင်မှန်ပြုကြနဲ့ဝါမအောင်ပေးကြနဲ့မိုးရီရင်မှာလေမိုးရွာတဲ့မှာစီပိုင်းဤတခုတော့မဟုတ်ဟိုဤတလုံးချတာမယ်ဆိုရင်မိုးရီပေါက်တဲ့ဒီဘလောက်ပင်သိငယ်တော်လဲပဲကြားလာတဲ့ကံမှာအဲ့ဒီဟိုထဲမှာမိုးရီပြီးပြီးတော့တုံနိုင်တောက်နိုင်အောင်ပြည့်လန်းလာတယ်လို့ ဒီမကောင်းဝါဘုသူကနည်းနည်းလေးကိုလည်းပဲနည်းနည်းချင်းနည်းနည်းချင်းပြုပါများလာပြီဆိုရင်အဲ့ဒီမကောင်းဝါဘုသူကံကအပင်ရဲ့ရှိကမကောင်းကျိုးတွေပြည့်တတ်ပါတယ်ပြည့်တယ်အဲ့ဒီလိုလေးပဲရတယ်ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းကသုဇကသုဘဘုရားအကြောင်းလေးအချင်းချုပ်ဟောပြီးတော့တရားနေကုန်တတ်ပါတော့နော်အဲ့တော့သုဘဘုရားဟာပြည့်တတ်များရဲ့သူ့ရဲ့ပစ္စကဘဝကစလိုက်ကြရအောင် တခါတော့ပြည်တော်မြတ်စွာဘုရားရှင်ဘုရောမြတ်ကြီးတရားနဲ့လည်းရင်းနဲ့မြို့တမြို့ရောက်မှတရားဟောတော့တကောလုံးနူနာတွေဆွဲကပ်ပြီးတော့ရင်တလောင်းလောင်းနဲ့ယွန်းစရာကောင်းနဲ့သုဘ္ဗဗုဒ္ဓအမိရှိတဲ့လူနူကြီးကလည်းပြည်တော်မြတ်ပြည်တော်ဟိုးအစွန်ဖျားပေါ့ဝေးရကန်ဒီတရားနာတယ်တရားနာတော့ပြည်တော်မြတ်တရားဆုံးမှအချင်းချုပ်ပေါ့သောတာပန်တည်သွားတယ်အရိယာဖြစ်အရိယာဖြစ်သွားတော့ အဲ့ဒီအချိန်မှာတရားမင်းကတော့မေးတယ်မေးအဲ့ဒီအရိယာပုဂ္ဂိုလ်ကိုစံပူသေးတယ်သုဘဗုဒ္ဓါတဲ့သင်ဟာနူလဲနူလဲတောင်းလဲစားနေရတယ်ငှက်လဲငှက်နေတယ်အဲ့တော့တိကုံငါဟာယန္နာမျိုးစုံပြီးမယ်သင်ဟာဖရာတရားတန်ခါကိုမကုတ်ွယ်ပါဘူးလို့ပြောလို့ပြောတော့ပြေတယ်မေးသုဘဗုဒ္ဓါကြီးကတရားမင်းကိုပြန်ပြီးတော့ငောင်းငန်းနေမှန်တယ်တရားမင်းသင်မိုက်လာရည်လားမဲလာရည်လားတဲ့ငါကဲတူတဲ့ပုဂ္ဂိုလ်ကိုသင်မို့လို့ရှင်းရတယ်ပြောတယ် သင်ပြောတဲ့လောကီမှာသာကောင်းကျိုးပေးတဲ့အကျိုးပေးနိုင်တဲ့ဥစ္စာတွေမရှိကြမှန်တယ်တဲ့သို့တော့တန်တရာဆက်ဆက်ကောင်းကျိုးပေးမယ်တရာသီလတုဒ္ဒဇာကပညာဟိရိဥဒ္ဒပဆိုတဲ့သူတော်ဟောနည်းအ9ပါးငါမှအပြည့်ရှိတယ်တဲ့ကြောင့်ငါချမ်းသာတယ်လို့ပြန်ပြောတယ်အဲ့လိုရိယာကြီးဖြစ်သွားပြည်တယ်ဒီခါတော့လေအဲ့တရားဝေါ်ရအပြန်မှာပြည်တယ်များကြီးသောတာပန်ဒီပိတရားဝေါ်ရအပြန်မှာပဲနွားမတကောင်ပြည်တယ်များခွေလို့အသေးဆုံးနဲ့သေးသွားရှာတယ် အဲ့တော့ပြီးနောဒဘန်ပြီးတော့အပေးတော့မကြပါဘူးကောင်းရင်နဲ့ပြီးရောက်ပါတယ်အဲ့တော့အဲ့ဒီဖြစ်ကိုကြားရတဲ့ယန္တန်ဃာတိဘုရားရှင်ကိုမေးကြပါပြီမြတ်စွာဘုရားသုဘဗုဒ္ဓလူနူကြီးဟာသောဒဘန်တီလောက်မဲ့ကုသိုလ်တရားရှိပါလက်ကဲနေဘာကြောင့်ရင်တလောင်းလောင်းယွန်းစရာကောင်းလောက်အောင်နုနာယောဂဆွဲကပ်ပြီးတော့တောင်းဆန်နေရတာလေဘုရားလို့ယန္တန်ဃာတိမေးကြကြလို့ဘုရားရှင်ကိုရောမြတ်ကြီးကပြည်တော်မြတ်ကြီး သုဘဗုဒ္ဓလူလူကြီးရဲ့အတိတ်အကြောင်းကို ပြန်ပြီးတော့လံတော်မူတယ်။ရှင်သာရှင်သမီးတို့အဲ့ဒီသုဘဗုဒ္ဓကြီးဟာအရင်ဘဝတစ်ခုတုန်းကရှုမကြီးရဲ့တထည့်ရဲ့သားတယောက်ဖြစ်ခဲ့ဘူးတယ်။အဲ့တော့မင်းကြီးမင်းသားတွေမှလည်းပါတော့သူဟာအမြင်အနအလှပကြိုက်တော့လူကလည်းချောလဲချောပြီးသားဆိုတော့ညနေဆိုနေတယ်မြင်ခါတဲ့သူကအလှပပြင်းပြီးတော့ ဟုတ်လားမြင်းလေးကောင်ကလည်းပေါ့လေမြင်းနဲ့များများကထားပြီးရထားနဲ့စီးပြီးတော့မြို့ထဲမှာလှည့်တယ်လို့ရှင်ပြေးတယ်မြဲတမျိုးလုံးဝိုင်းကြည့်ရတယ်သူကလည်းတော့ဂုံနေယူလို့ခါတဲ့ညံ့နေတယ်အလပြတ်ထွက်တနေ့တော့ပြေးတယ်မြဲရဲ့သူကလည်းအလပြတ်ထွက်တဲ့အချိန်မှာအဲ့ဒီမျိုးကလူတွေအားလုံးကသူ့ကိုတရားမှမကြည့်ရဘူးသူအံ့ဩသွားတယ်ဟာငါ့ကိုနေတဲ့ဒီမျိုးလူမျိုးတွေအထင်နဲ့ကြီးကြည့်ကြတာဒီနေ့ဘာမှလည်းမကြည့်ပါလားလို့ခါတဲ့သူလှမ်းပြီးတော့အဲ့ခါလည်းတော့ပြေးတယ်မြဲရဲ့ အဲ့ဒီအချိန်မှာအဲ့ဒီမြို့သူမြို့သားတွေကပြေးတော်များပိစေကဗုဒ္ဓတဘာကိုဝမ်းပြီးတော့ကြီးညိုနေကြတာကိုပိစေကဗုဒ္ဓတဘာတော့ပိစေကဗုဒ္ဓပြေးတယ်များဟုတ်လားဒီသင်္ကန်းလေးပါးလေးကလည်းပဲရှိပြီးသားသင်္ကန်းလေးတစ်ထည့်ပဲမြင်နေကြုံတော့သင်္ကန်းလေးကအပေါက်ရာတွေအဖာရာတွေနဲ့ခါတဲ့မြစ်ပန်နေတယ်ပေါ့တပိလေးပတ်ပြီးတော့ကြွတော့ညင်နွမ်းတော့ပြေးတယ်မှာမသိရင်တော့အထင်သေးစရာပေါ့လေပြေးတယ်များကြီးကြတော့အဲ့ဒီအချိန်မှာတုပ်ပဗုဒ္ဓအလောင်းတထေးသားကမင်းကြီးမင်းသားက သူ့ကိုလူတွေမကြည့်တာကိုအကြောင်းပြုပြီးတော့အဲ့ဒီပိစိကဗုဒ္ဓဘုရားအမြင့်ဒေါသဖြစ်သွားတယ်ဘယ်နှမှာဒေါသနော်ဒေါသဆိုကျဒေါသအဋ္ဌာဏသာနာတိဒေါသဆိုတဲ့တရားဝင်လာရင်အကြောင်းအကျိုးအကောင်းအဆိုပြည့်တယ်မှာမပြီးတော့ဘူးအခုကြည့်လူတော့ရောက်တော့နှုတ်နဲ့စော်ကားလိုက်တယ်ဒီလူတွေနဲ့ဗျာအန်သူနဲ့တူတဲ့တရောင်းသားလိုပုဂ္ဂိုလ်များဝိုင်းကြည့်နေသေးတယ်ငါတော့လာမကြည့်ဘူးဩကျင်းပြည့်တယ်မြဲစော်ကားလိုက်တဲ့အချိန်ကစက္ကန့်ပိုင်းမှရှိပါတယ် ဝစီကံလည်းပြေးတယ်ချတော့မယ်မသိချဘူးသူကတော့ပြောတော့ပြီးပါပြီဟုတ်လားဝစီကံပျောက်သွားပြောပြီးတော့အခုတို့ကပြေးတော့ပျောက်ပါမလားမပျောက်ဘူးသူ့ရဲ့တန်တန်မှာအမရိပြင်းနဲ့ပြီးသွားပြီဝစီဆွဲချတော့သူ့ခမအရိယာမှလည်းမသိဘူးကုသကဝရမှလည်းမသိဘူးတောင်းမှမှလည်းနားမလဲအဲ့ဒါဘဝနေတော့ပြေးတယ်များသေတဲ့အခါမှပြေးတယ်များကြီးအဝစီငယ်ကိုနှစ်ပေါင်းသိမ့်နေချီပြောခံရပါတယ်အကြာကြီးပဲခံ အာရိဝိရိငယ်ကလွတ်ပြန်တော့ပြည်တယ်မြင်အရိအရိယပုဂ္ဂိုလ်ကိုပိစေကဗုဒ္ဓါကိုဟုတ်လားတရောင်းစားနဲ့တူတဲ့အနုကြီးလို့ပြောခဲ့တဲ့ဝစီကံကပြည်တယ်မှာသူ့ကိုဘဝစတဲ့စတဲ့လူဖြစ်တဲ့ပြည်တယ်အနုပဲဖြစ်တဲ့တရောင်းစားပဲဖြစ်တယ်တဘဝမှာလူဘဝမရခဲ့ချပါဘူးနောက်ဆုံးသောတာပန်ကြီးရဲ့ဘဝမှာပြည်တယ်မြင်လူနုဘဝနဲ့ပဲအတေဆိုးနဲ့တရားချတယ်အဲ့တော့ပြည်တယ်မြင်ဝစီကံကြောက်စရာမကောင်းဘူးလားအဲ့တော့ပြည်တယ်များဥစဉ်တို့အဲ့ဒီဝစီကံ၄ပါးကိုပြည်တယ်များကြီး အထူးဆောင်ကြရနော်။မကြောင်လေတဲ့ဥစဉ်တို့စားပြီးမှရှိ။တိရံဒီဝါသလေခိတာသီလမာဝါသုတကံပဒန္တာသုတကိနေဝအပယံပပကံမှုနာဇလီယိနိုင်ခိတာပြည့်ကြကုန်သောသီလသုတကသေးဝဲငင်ကောင်းသောကြောင့်ကလေးတို့သည်မဟာဝါကြီးသောကြောင့်ကလေးတို့ကဲ့သို့တိရံဒီဝနိမ့်ကုန်သည်သာဒီ ေဝံတထပမထမုတို့တူတာလည်းယင်ခုတ်တကိနာတိပွဲငင်ကောင်းတော့ပပကံဝနာပြီမကမဝါကုတို့ကံကလေးကြောင့်လည်းပဲအဘယံဝဘဲလေးဘုံတို့ပတ္တန်ဒီမုတ်ကြမသိကြရောက်နေပြီဤဤဤတို့ဘဂဝါဘုံတော်ချောက်ပါတင်ပြခြင်းကိုတော်မြတ်ကြီးသည်အောစံကရုဏာရှိသောမိတ္တအဖြင့်ဟောကြားတော်မူခဲ့ပါပေတည်း အရိကာရလေးဒီဘေကကြောက်ခဲလေးကိုသေးသေးလေးဖြစ်စီကြည့်ကြည့်လေးပြည့်စုံပြည့်တယ်မြည်ရဲချရင်မြုပ်မသွားဘူးလားအဲ့ဒီအတိုင်းပဲပြည်တာများ အာဟုသောတိတိလေးဆိုတာမလို့ကြနဲ့အာဟုသောဒီတိတိကြီးပြည်တာများရဲ့ခုတုပ်ပဗုဒ္ဓလူနေကြီးကိုကြီးပြည်တာများဝစီကံလေးဆက်ကပန်းလောက်စောကားယုံနေပြည်တာများအဝစီငဲမှာနှစ်ပေါင်းများစွာမခံရဘူးလားအဝစီကလွတ်တဲ့ခါပြည်တာများအနုကြည်ပဲတောင်းသားဒီပန်းဖြစ်ရဘူးလား ာရဗိဒံမြတ်ရဲ့ဝစီကံကိုထိသိမ့်လို့လားမထိသိမ့်လို့လားမထိသိမ့်လို့ဗိဒံမြတ်အဲ့တော့ဦးဇင်းကဏီကုန်းကျုံမှတ်သားဖွယ်လေးပြောတော့မယ်ဒါလေးပြင်ပြီးပါပြီဦးဇင်းတော်ဗိဒံမြတ်ရဲ့ဒါဦးဇင်းကဘုဟိန္ဒူကျမ်းနေပေါ်လေးလေ့လာကြည့်တော့ဒါခေါင်းလို့ရလေးတခုယူထားပါဒါကတော့လည်းကြားဘူးလေကာလီတာသာဟုတ်လားအိန္ဒိယနိုင်ငံမှာတော့သူတို့ကိုလည်းပဲဦးဇင်းတို့မြန်မာဗုဒ္ဓဘာသာဝင်တွေဟာဦးဇင်းတို့ဟုတ်လားမြတ်စွာဘုရားအလောင်း မြတ်စွာဘုရားအလောင်းတော်ကလာပညာရှိဆုံးလို့မောဒရာကိုပညာရှိဆုံးတတ်မှတ်တယ်သူတို့ကလည်းကာလိတ္တကိုပညာရှိဆုံးလို့ဟိန္ဒူဘာသာဝင်အမြဲတမ်းထားပါပါ။ဘုရင်ပြောနေတာလေလူပြေးတယ်။တချို့ပုဂ္ဂိုလ်များလူပြေးတယ်ရံပြေးစေပြေးတယ်အသက်တာကြီးလာတယ်။တက်တက်လုံးပြုတ်ပြီးတော့ပြေးတယ်မတက်တာစကားပဲ။အောင်တရာလည်းပြမယ်နော်မှတ်စရာသိကောင်းတခါတော့ပြေးတယ်များကြီးအဲ့ဒီသူတို့ရဲ့နိုင်ငံအုပ်ချုပ်တဲ့ဘောဇဗင်ကြီးကအိမ်မက်မတည်းအောက်အံသွားတယ်ပြုတ်ထွက်တယ်အိမ်မက်။အဲ့တော့ အတိုင်းနမိတ်ဖတ်တဲ့ပုဂ္ဂိုလ်မနဲ့ဆိုရင်မေးဟေးနမိတ်ဖတ်တဲ့ပုဂ္ဂိုလ်ဟောတဲ့ဟဲ့ငါရဲ့အောက်အံသွားတွေကျုပ်ထွက်ကုန်တယ်လို့မေးတော့ပြေတံမြားကြီးဟောဒီဝစီကံပြေတံမြားဟောဒီနမိတ်ဖတ်တဲ့ပုဂ္ဂိုလ်နားမလဲငါဘယ်လိုဟောလို့ရှိရင်သူ့စိတ်ထဲမှာစိတ်ချမ်းသာတော့မယ်ဘယ်လိုဟောလို့ရှိရင်စိတ်စင်မသူမတွေးဘူးကျမ်းနဲ့ရှိတဲ့ဒါကြီးဟောပလိုက်အရှင်မင်းကြီးအဲ့ဒါလေအရှင်မင်းကြီးရဲ့သားသမီးတွေမြန်မြန်သိမယ်လို့အိဗယ်ရတယ်ဟောဒီလိုဟောလိုက်တာကျေတော့မှန်းတော့မှန်းတယ်စကားကြီးကမကျမ်းဘူးလား ကျန်းနေအဲ့တော့ပြန်လာတယ်မြတ်ထွက်ဟာမနဲ့အစိုးကြီးကြက်တည်မရှိအောင်ပြောတတ်ပါချက်ချင်းတုတ်တန်တို့ဒါဟုတ်တတ်စီမေးပေးလိုက်ဒီနေ့ပြန်စကားတစ်ခုအသေးနဲ့ပေးလိုက်စကားတဲ့လက်ဆွဲခေါ်သွားတက်ဖို့အာနာသားတွေအဲ့ဒီမှာပါဠိတန်သာခါသာဝင်လာဘာဖြစ်ကြဒီလိုဒီကြောင်းမဲ့ခဏဆိုင်နေဆိုင်တာငါဝင်လာဝင်မတတ်ခိုင်းနဲ့တားခိုင်းတာသူဝင်သွားတယ်ကာရတ္တတို့ကလည်းဘင်းကဆက်မိတယ်စောစောကမေးကုန်မပြေတမ်းဘူး။ကာရတ္တဒီလိုပဲငါအိမ်မက်တဲ့ငါ့ကိုအတိတ်နဲ့ဟောစမ်း။ဒီတမကြည့်နော် ်ဒါဦးဇင်းကစကားပြောပုံလေးသင်ပေးနေတယ်ကာလီနာကပြောတဲ့စကားအဓိပ္ပာယ်ကအတူတူပဲသုံးနှုန်းပါမလို့ပြေးတယ်မဟုတ်လားသူတို့ကစိတ်ချမ်းအောင်တကောင်ဖြတ်ပြောသွားပုံအရှင်မင်းကြီးအဲ့ဒီလိုအောက်အံသွားပြီးပြုတ်တဲ့အတ္တနမိဟာအရှင်မင်းကြီးဟာသာသမိတွေတဲ့ပို့ပြီးတော့အသက်ရှည်ပါလိမ့်မယ်ပြေးတယ်မယ်စိတ်ချမ်းသာမကောင်းဘူးကပြေးတယ်မယ်အဓိပ္ပာယ်တော့မတူဘူးလားသစ္စာတည်းမှာတည်လို့ပဲဟုတ်လားအဲ့ဒီစကားကိုကြံကြံနဲ့ပြန်ပြန်လို့ရှိရင်အရှင်မင်းကြီးရဲ့သာသမီရဲ့အရင်သိမ်းမဟောတာပဲဟုတ်လားဆိုတော့ပြန်သေးတဲ့စကားပါရဲ့ ကဲပြေးတာအတူဖို့ဆရာမကောင်းဘူးလားအဲကြောင့်ပြေးတယ်များတက်တလုံးပြုတ်တယ်မတက်တာစကားပဲနော်နောက်ကြောင့်ယခုတရားနာပြီးတဲ့ရှင်စပြီးတော့ကြီးတဲ့ဘုံငယ်တို့အလုံးတို့ကမိမိတို့စကားပြုတ်ကန်ဒီလိုရှိရင်ဆင်းကျင်မှာနော်ငါစကားလေးကသူစိတ်ဆင်းရဲသွားမလားစိတ်ချမ်းသာသွားမလားတွေးပြီးတော့စိတ်ချမ်းသာပါစကားလုံးကြီးတွေ့တတ်ပါသေးနော်အဲ့ဒါပြင်ဘောလာပညာခါတဲ့အဲ့ကြတဲ့သူ့ကိုစုမတထောင်ချတယ်ကျင်းပြေးတယ်မှာစကားချင်းဒီလိုတယောက်ကသေတံပြေးကန်တယ်တယောက်ကပါတော့စုမတထောင်ရတယ်အဲ့ဒါပြေးတယ်မှာစကားပြောတတ်တယ်မျိုးတွေကကွာသွားတာပဲနော် နောက်ဘုရင်ကမျက်ပြေတော့ဆက်စောကလိုလည်းပဲဗိုက်တာသားပဲတောင်းမှလည်းမတတ်တော့ပါဘူးတွတ်သွားပါတယ်။အဲ့တော့ပြေခံများလည်းပဲဒီတရားနာပြီးတဲ့ကျင်စပြီးတော့ဝစီကံကိုမတိတိုက်အောင်ဇာကပြောဗန္ဒီတိုင်းစိတ်ချမ်းသာမဲ့ဇာကရွေးပြောပြီးတော့ဟောလာကုသိုလ်တရားတွေယူဖို့တိုက်တွန်းရင်းနေဒီနေ့ခေါ်ကြတဲ့ဝစီပိဒဟိရညာတရားကိုမြတ်တာဖို့ဤကုန်ချိုးကြရသောပါစို့။ဘုရောလောကိသမုပ္ပန္နောဟိတာယံတဗ္ဗပါဏိနံ တံဃောလောကိနမောပန္နောဒုက္ခယံတဗ္ဗာပါဏိနံတံဃောလောကိနမောပန္နောပုညခေတံနုဒရံဣတိနာသစ္စာဝိသေနာဒုက္ခိတံဟောတုသာရောဘောရောရံတသုတယမူကံဒုနမင်းဂောရမဘုရားရှင်သည်တဗ္ဗာပါဏိနံသတေမြာသောတတဝဘောင်းတို့၏ဣဒာယောဂီလောကရဏပြသောဇိဝချမ်းသာလုံးမှာ လောကီလူမြင်တဲ့လောကရတွင်၌သမောပန်တော်ကောင်းစွာမသွေးပွင့်ထုံဘဘတော်မူခဲ့ပါပြီဓမ္မောမေလိရံဘူလိရံနိဗ္ဗာန်ပရိယတုဆိုသောဆေဝံတော်တရားတော်မြတ်သည်သဘာပဏိနံခတိမြသောတတဝဘောင်းတို့၏ဒုက္ခယာလူနာနိဗ္ဗာန်သုံးနံသောချမ်းသာလို့ငှာ လောကီလူမြင်ရလောရသွင်း၌သမုပ္ပန်သောကောင်းသောမသွေပွင့်သောဘောတော်မူခဲ့ပါ၏။တန်ကုန်မကရလျောက်လည်းလျောက်စွာသောရှိအောင်တော်ရီယာငါတော်ပေါင်းနေတကွာယခုရှိကြတဲ့သမုဒိတံငါတော်ပေါင်းသည်သဗ္ဗဗာဏိနံခတိမြတ်စွာသတ္တဝါပေါင်းတို့၏အနုဒရံတို့မရင်းမြလစွာသောပုံညာစေတံကောင်းမှုမျိုးတွေကိုဆက်ပြုကြကြရလျံမိကောင်းတော်ဝယ်လို့ငါ လောကီလူမြင်တဲ့ယောဂရတွင်၌သမုပ္ပန်သောကောင်းသောမသွေးပွင့်ထုံဘောဘတော်မူခဲ့ပါပေ၏ဣရိနာသစ္စာဝေဒိနာဤသို့နှုတ်သံဘောတို့ပြန်၍ဟောမှန်သောသစ္စာတရားကိုပြောဆိုရလေသောကြောင့်တရောတရားရှိခြင်းသိက္ခာဝဉ္ဇဏ်ကုန်သော ဒီနေ့ဝါဇုံတင်လှလူချင်းမိသားစုနဲ့တကွာကြွားရောက်ရရန်ကုန်သောဉာဏ်ပြည့်သောဘုံတို့ကောင်းတို့သည်ဒုက္ခိတံကိုစိတ်နှပြလို့ဤစာဖြင့်ဒီနာရှင်လံခြင်းချင်းမမချမ်းချမ်းသာသာဝမတတာရည်ကြကုန်နေဝန်လို့ပြကြပါသည်ကုန်သည်နေတို့ကားသာဒုက္ခသံသိမှလည်းကိဉ္ညာကုန်နေဝန်လို့ပြကြပါသည်ကုန်သည်နေပြာသာမိယံကံသိမှလည်းကိဉ္ညာကုန်နေဝန်လို့ပြကြပါသည်ကုန်သည် အာတောကသံမယုမမေနုခြင်း၍ဆိုရင်မနောကြောင့်ကြဘုဇေငိုအကျွေးခြင်းမှလည်းခင်ကြကုန်၏ဟောလိုပြကြပါသည်ကုန်သတိဟောတုယခုသဝသောတစ္ဆာသဗ္ဗနှင့်ဘုလိုအပ်သောမိဓာရအချိန်ဝါကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူကြပါသည်ကုန်တည်း တရားနာပြည်တော်ဘုံသူတော်ဘုံအလုံးကြီးလေးမှာစာ၍လေးရင်ကြောင့်ကြဆင်းရဲခြင်း၍ကိုယ်စိတ်နှဖျားချမ်းသာကြပါစေ။ကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေ။